ကျွန်တော်ကအဓိကကျတော့ကျွန်တော်ခြေတလန်းပြန်တက်ချင်တာအပရိသတ်တချို့ကြတော့လေဒီဟာသလောက်တာကိုကြတော့တချို့ကြတာဘယ်လိုမြင်ကြလဲဆိုတော့တချို့တချို့ကလူဘောလို့မြင်တယ်တချို့တချို့ကကြတော့လေဟာသလုံရူတခြားရဲ့ဇလန်တွေမှာသူတို့ဟွာဟွာဥဆောင်မင်းသားပေါ့ဒါမှမဟုတ်လေဟွာဟွာဥဆောင်မရိုက်နိုင်ဘူးလို့ထင်ကြတယ်ဒရမာရိုက်မှသူတို့ကဇက်ဆောင်မင်းသားဘက်ကိုတွားနိုင်မယ်လို့ထင်ကြတယ်အဲ့တော့အဲ့လိုအမျိုးမျိုးရှိတဲ့ပရိသတ်တွေအတွက်အဆင်ပြေအောင်ကျွန်တော်ဒီရှိဒရမာကိုကျွန်တော်ဦးစားပေးပြီးတော့နည်းနည်းရိုက်ပေးဟုတ်အဲ့လိုအထင်တွေကိုဘယ်လိုချိန်ပြတ်ပေးချင်လဲ အဲ့လိုအလုံးနဲ့တက်တည်ပြရတာပေါ့အဲ့လိုမျိုးထင်တဲ့ပရိသတ်တော်များကြအလုံးနဲ့ပဲတက်တည်ပြကျွန်တော်တော့မလုံနိုင်ပါတယ်လို့ဗဇက်ကသာပြောပိုင်ခွင့်မရှိဘူးပြောလို့လည်းမရဘူးအလုံးနဲ့ပဲတက်တည်ပြရတော့ဒါရိုက်တာဥခင်လိုင်းဆိုတော့ကိုလေးသားအကြတဲ့ပုံကတူဖြစ်တဲ့တကြောင်မလို့ဥခင်လိုင်းရဲ့ဒါရိုက်တာလောက်ရိုက်ထားတဲ့ကားလေးမှာဘယ်လိုမျိုးဖြတ်တုံးညံလေးတွေတုံးပြီးတော့ပညာရက်တွေတုံးနိုင်ဆိုတာကိုလာပြီးအတူယူတာပါဟုတ်ဒီလာလေးကြည့်နေတဲ့အချိန်မှာဟောဘယ်လိုရက်တာမျိုးခံစားရလဲ အာကောင်းပါတယ်ဒီကားလေးမှာဘာလို့ဥက္ကဋ္ဌနိုင်ဆိုတရားကောင်းမိသားလို့ပဲကွာမှတ်ယူရမှာဘာလို့သူ့ရဲ့တမိုင်းတောက်ချောက်လုံးကလည်းကောင်းခဲ့တာကိုအမှုပြန်တဲ့ပတ်သက်ရင်တော့တကယ်ဟိုမှဟိုအရသာရှိကြည့်ရမယ်ကားလေးတကားပါဟုတ်တင်လိုက်ရှိမှာတော့ကျွန်တော်ပြောတင်ကလုတ်ပညာအားကောင်းတယ်ပြီးတော့ဥက္ကဋ္ဌနိုင်ကဟာတသူများတလုံးပြက်လိုက်ရင်အဲ့ဒီတလုံးမိအောင်ဘလို့ပြက်ရမလဲဆိုတော့ဒီဟာတတလုံးပေါ်လွှမ်းမိုးနိုင်တဲ့အလုံးတွေကောင်းတယ်အဲနောက်တစ်ခုကကြတော့ဥက္ကဋ္ဌနိုင်ကတော့ဆရာလဲစုံခဲ့မဲ့သဘောရှိတယ် ဆရာခုံစုံခဲ့မယ်ဘဝတွေစုံခဲ့မယ်ပြီးတော့သူတို့ကျွန်တော်တို့ကဥက္ကဋ္ဌနေနံလဲတူရယ်နေနံတူရယ်ဆိုတော့ဘာလို့ပြောလဲဆိုတော့သူတပတ်သားကိုအဲ့လိုဒီတိုင်းပြောနေနေကိုအဲ့ဟာတာတွေကိုပါနေမှာအဲ့အဲ့လိုသူကြောင့်ကိုကြောင့်သူတို့ကသာဝေါကနေယူသွားဆိုတော့အဲ့ပီတိဖြစ်သွားရယ်အဲ့ဒါအဲ့လိုပေါ့ဒါတော့ဟာတာပညာရက်ကိုလေ့လာတဲ့သူတို့တုံးကလူတိုင်းရှိတယ်ဥက္ကဋ္ဌမှာလဲအဲ့ထိုင်အညာကြီးတွေ့ရတော့အဲ့ထိုင်တော့ပညာရတာပေါ့ဟုတ်ဆုံးတယ်လေဥက္ကလနဲ့ရကွေးမှလည်းဆုံးတယ်ဥက္ကလနဲ့တားနဲ့ကားဆိုဒါမတင်ရသေးတာပဲ ကြပြီနှစ်တစ်နှစ်ဝန်းကျင်လောက်ရှိပြီဟုတ်ရုပ်ရှင်ကာကြီးမှာကိုကလန်တာနဲ့စုံတဲ့ကအဲ့တုန်းကကျွန်တော်ကလည်းတိတ်နေမကောင်းချုပ်ယုံနဲ့အဲ့တုန်းကတိတ်အားမရောက်ကိုကိုဒါမဲ့လည်းပညာတော့ဥထနေကြအများကြီးရတာပေါ့ဟုတ်တယ်လို့ပေါ့ဘာလေးတွေထွက်ထွက်လာလို့ရှိတယ်ပြောရတာလက်တော်တော့ကျွန်တော်ဖျောင်းနိုင်အခုရိုင်းနေတယ်ဖျောင်းနိုင်ပတ်တူးလာမယ်အပိုင်းနှစ်လာမယ်နောက်တစ်ခုကကျတော့အဲရာဇဝင်ကားလေးပေါ့တမလုံကဆက်ချစ်မယ်ပေါ့အစရှိတဲ့ပြပညာပေးဒရမာတွေဟာတရာတော့စဉ်စက်မပြတ်လာမှာပဲဒါမဲ့အဲ့ဒီမှာဒီနောက်ပိုင်းတော့ဒရမာတွေပဲကျွန်တော်အခုဇလန်းစင်နေပါတယ်ပြီးတော့ဇလန်းတွဲရှိသေးတယ် အဲတောင်းတာတတ်တဲ့ငလက်မရွာတို့ပါရမီရှင်ဆရာတင်တို့အဲ့ဒါကြတော့နည်းနည်းကြီးတာပေါ့တို့ကတော့ဇက်အိမ်တွေဟုတ်အဲ့တော့ပါသားနဲ့ဒရမ်မောင်မျှလို့မလားဒါပေမဲ့ဘယ်ဟာခေါင်းပေးတင်လဲကျွန်တော်ကအဓိကကျတော့ကျွန်တော်ခြေတလန်းပြန်တက်ချင်တာအဲပရိသတ်တချို့ကြတော့လေဒီဟာသားလောက်တာကိုကြတော့တချို့ကြတာဘယ်လိုမြင်ကြလဲဆိုတော့တချို့တချို့ကလူဘောလို့မြင်တယ်တချို့တချို့ကကြတော့လေဟာသားလောက်ရူတခြားရဲ့ဇလန်တွေမှာသူတို့ဟိုဟိုဥဆောင်မင်းသားပေါ့ဒါမှမဟုတ်လေဟိုဟိုဥဆောင်မရိုက်နိုင်ဘူးလို့ထင်ကြတယ်ဒရမ်မာရိုက်မှသူတို့က ဇက်ဆောင်မင်းသားဘက်ကိုတောင်းနိုင်မယ်လို့ထင်ကြတယ်အဲ့တော့အဲ့လိုအမျိုးမျိုးရှိတဲ့ပြဿနာတွေအတွက်အဆင်ပြေအောင်ကျွန်တော်ဒီရှိဒွမ်မာကိုကျွန်တော်ဦးစားပေးပြီးတော့နည်းနည်းရိုက်ပေးမယ်။ဟုတ်။အဲ့လိုအထင်တွေကိုဘယ်လိုချိန်ပြတ်ပေးကြလဲ။အဲ့လိုအလုံးနဲ့တက်တည်ပြရတာပေါ့။အဲ့လိုမျိုးထင်တဲ့ပြဿနာတွေမှာကြာအလုံးနဲ့ပဲတက်တည်ပြကျွန်တော်တော့မလုံးနိုင်ပါတယ်လို့ပါဇက်ကတော့ပြောပိုင်ခွင့်မရှိဘူး။ပြောလို့လည်းမရဘူး။အလုံးနဲ့ပဲတက်တည်ပြရတာ။ကျွန်တော်တို့ရဲ့သဘောတဘာမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့အကတဲ့အဆူခတ်တဲ့အဆူတဲ့အငူခတ်တဲ့အငူတဲ့အပြောခတ်တဲ့အပြောတဲ့သဘောခတ်တဲ့ဒါအဲ့လိုအဆင်စင်ရှိတယ်။ အဲ့တော့ကျွန်တော်တို့အရည်ပညာနဲ့အငူပညာအနုပညာတမားတဲ့မိကြည့်ပါအရည်ပညာပုံခတ်တာပေါ့။ဟာတမှာကျွန်တော်တို့ပညာအကြောင်းမရှိဘူးလေ။အဲ့တော့အရည်ပညာပုံခတ်တာပေါ့။ဟုတ်အငူဆိုတာကကျွန်တော်ကကျွန်တော်ရဲ့ဘဝအကြောင်းသို့မဟုတ်တဝူးတယောက်ရဲ့ဘဝအကြောင်းလေးကိုပြောပြလိုက်မယ်။တနာဖို့ကောင်းရင် तू ကမျက်ရည်ဝေးပြီးတော့တန်းကြလာတယ်။အဲ့မှာဟာတသွားပြောကြည့်လိုက်ရည်ရအောင်ဟာတပြောကြည့်လိုက်ဟာတဆိုတာသူ့ရဲ့ဘယ်လိုမလဲ၄တတိပီပီတတနဲ့ဘန်ဒစ်နဲ့ဒီနေရာမှာဒီပြက်လုံးပြက်ကတဲ့ခါကျရင်စကလုံးကိုဖွက်ထားပြီးတော့မှပေါ်ထုတ်ပြီးပြောရတယ်။အဲ့ဖြစ်အဲ့ဟာတက तू က နည်းနည်းပြလို့ခက်ခဲတယ်အဲ့ကြောင့်မလို့ဟာတာတော့ပုံခက်တယ်ဗျ